စစ်တပ်ကနေသိမ်းယူခဲ့တဲ့လက်မီတချို့ပြန်ရရှိတော့မှဖြစ်တဲ့အကြောင်းအသိပေးတဲ့ခန္ဓာတရက်ကိုမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကြောက်လှဲဘင်းရွာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရုံးမှာဒီဖိုင်လာ၁၀ရက်နေ့ကကျင်းပခဲ့ပါတယ်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ပေါ့လေကြောက်လှဲဘင်းကြီးရွာပေါ့ကြောက်လှဲဘင်းကြီးရွာဆိုရင်ကျွန်တော်တို့ဒီခမရ148ကိုင်းတော်မှာအဲစစ်တပ်ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒေသခံတောင်သူဦးကြီးတွေရဲ့ဓမ္မဦးရခုတ်ပြင်ရှင်းလင်းနေတဲ့အဲလေယာမြီတွေဥယျာဉ်ချမ်းကြီးတွေကိုအတင်းအဓမ္မသိသိခါထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲမိမိတို့လေမိမိတို့ ရာမိမိတို့ရဲ့ဒီဥယျာဉ်ခြံရင်မြေတွေပြန်ပြီးတော့မှရပြီဆိုတာကိုကျွန်တော်တို့လာပြီးတော့မှဒါရှင်းပြတာပါ2006ခုနှစ်ကခလာရ148တိုင်ရင်ကနေမတရားသိမ်းဆဲခဲ့တဲ့လယ်နေတွေကမလို့အဖက်သိမ်းဆဲထားတဲ့လယ်တွေကိုတောင်သူလယ်သမားတွေထံပြန်ပေးတော့မှာဖြစ်ပြီးဆက်လက်သိမ်းယူထားမဲ့လယ်မြေတွေကိုလည်းကာလာပေါက်စီအတိုင်းရော်ကြီးပေးဖို့နှစ်ဖက်သဘောတူထားတယ်လို့သိရပါတယ်ပြီးခဲ့ဇန်နဝါရီလနောက်ဆုံးမှတ်ထဲမှာ တွတ်တော်လေယာဉ်မြေစုံစမ်းကိရေးကော်မရှင်နဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့စစ်တပ်ပိုင်မြေဖြစ်သိမ်းထားတဲ့လေမြေကိစ္စတွေဆွေးနွေးပြီးအခုလိုလေသမားတွေကိုလေပြန်ပေးတာဖြစ်ပါတယ်။အခုလိုနှစ်ပေါင်းကာလကြာမြင့်စွာစစ်တပ်ကသိမ်းယူခဲ့ပြီးလေသမားတွေထံလေတွေပြန်ပေးတော့မယ်လို့သိရတဲ့အတွက်ဒေသခံတောင်သူလေသမားတွေကလည်းစိတ်နှံဝမ်းသာနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဒီခုလဲလာရောက်တဲ့အဖွဲ့ကနေပြီးတော့ကျမတို့ရဲ့ချမ်းပြေလဲရမြေတွေကိုရပြီလို့ပြောတဲ့အတွက်ကျမအနေနဲ့ကျမနဲ့ကိုစားအများအတွက်ကအတိုင်းမသိဝန်ခံမိပါတယ်ရှင်။နိုင်ငံတော်ရဲ့မူလို့ပြောတာနဲ့သိသိခံရတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ကလေးတွေပညာရေးအစပြီးကျွန်တော်တို့မှာခက်ခဲများစွာနဲ့ပဲရင်ဆိုင်ပြီးတော့မှဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။အခုလို့ကျွန်တော်တို့မိမိလည်းမိမိရာကိုမိမိပြန်လဲလုပ်ပိုင်ခွင့်ရတော့မယ်လို့ဒီနေ့မင်္ဂလာစကားကြားရတဲ့အတွက် ကျွန်တော်တို့ရွာသူရွာသားတွေအားလုံးဟာအတိုင်းမသိဝန်တာပီတီဖြစ်မိပါတယ်။